ေးဝါးတွေကိုကြံ့ကြံ့ခံရှင်သန်နိုင်တဲ့ယောဂပိုးမွှားတွေကြောင့်တစ်နှစ်အတွင်းကမ္ဘာအနှံ့မှာကလေး၃သန်းဝန်းကျင်သိမ်းဆုပ်ခဲ့ကြောင်းသိရပါတယ်။2022ခုနှစ်မှာကြုံတွေ့ခဲ့တဲ့အဲ့ဒီအခြေအနေကကမ္ဘာတစ်လွှားမှာပရိစီဝါပိုးသတ်ဆေးတွေရဲ့ဒဏ်ကိုခံနိုင်ရရှိတဲ့ဆေးရင်ပါယောဂပိုးမွှားတွေရဲ့ချိန်ချောက်မှုအန္တရာယ်ကဘလောက်ကြီးမားနေသလဲဆိုတာကိုမြင်သာစေတယ်လို့ပညာရှင်တွေပြောပါတယ်။အထူးသဖြင့်အဲ့ဒီချိန်ချောက်မှုကိုအာဖရိကတိုင်းနဲ့အရှေ့တောင်အာရှဒေသတွေကကလေးငယ်တွေ အဆိုးဆုံးကြုံတွေ့ခံစားရနိုင်ခြေရှိတယ်လို့လဲသူရေသနအစီရင်ခံစားတဲ့ဆောင်ကဖော်ပြထားပါတယ် AMR လို့အတူကောက်ခေါ်ပေါ်တဲ့ဈေးရင်ပေါမှုအခြေအနေကနိုင်ငံတကာဈေးပညာနယ်ပယ်မှာကောင်းခဲစရာအကောင်းဆုံးစိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်ဒါကယောဂပုံမွားတွေရဲ့စင်ကဲပြောင်းလဲမှုဖြစ်စဉ်ကြောင့်ရှိရင်စွဲပိုးသက်ဆေးတွေကိုခံနိုင်ရည်ရှိသွားခြင်းကိုဆွလို့ရပါ AMR ပြည်ထနာကကလေးရောလူကြီးမှပါဖြစ်နိုင်ပေမဲ့သူရေသနရလက်အသက်တွေအရတော့ ကလေးတွေက ပိုပြီးအန္တရာယ်ကြီးတဲ့အခြေအနေကြုံလာနေတယ်လို့သိရပါတယ်။ကမ္ဘာ့ကျန်းမာရေးဖွဲ့ကြီး WHO နဲ့ကမ္ဘာ့ဗန်တို့ရဲ့အချက်လက်တွေကိုစုဆောင်းယူပြီးနိုင်ငံတကာသိပ္ပံပညာရှင်တွေဟာ2022ခုနှစ်အတွက်တကမ္ဘာလုံးအတိုင်းအတာနဲ့ AMR ပြဿနာကိုလေ့လာခဲ့တာဖြစ်ပါတယ်။ COVID ကပ်ရောဂါကရက်ကလည်းအဲ့ဒီအခြေအနေတွေကိုပိုပြီးဆိုးရွားသွားစေခဲ့တယ်လို့ယုံကြည်ရကြောင်းပညာရှင်တွေကပြောပါတယ်။ပိုသက်ဆေးတွေကရေပူရအဖြစ်အရှိပြားကယောဂပိုးဝင်ရောက်မှုတွေကဆလို့ အဆုံးမှာနမိုနီးယားဖြစ်တဲ့အခြေအနေတွေအထိသုံးစွဲလေးရှိပါတယ်။အဲ့ဒီပိုးသတ်ဆေးတွေကဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့အအေးမီတုပ်ကွေးနဲ့ကိုဗစ်တို့လိုရောဂါတွေကိုတော့ကုသလို့မရနိုင်ပဲဘက်တီးရီးယားနဲ့ပတ်သက်တဲ့ရောဂါတွေအတွက်ပဲအသုံးပြုတာဖြစ်ပါတယ်။ဒါပေမဲ့တချို့ဘက်တီးရီးယားတွေကတချို့ပိုးသတ်ဆေးအမျိုးအစားတွေရဲ့ဓာတ်ကိုခံနိုင်လောက်အောင်ဆင့်ကယ်ပြောင်းလဲလာပြီး AMR အခြေအနေကို ရောက်လာစေတာပါ။အဓိကအကြောင်းရင်းကပိုးသတ်ဆေးတွေကိုလိုတာထက် ်ပိုပြီးဒါမှမဟုတ်မှန်ကန်မှုမရှိတဲ့နီးလန်းတွေနဲ့သုံးဆွဲမှုတွေကြောင့်ဖြစ်ပါတယ်။ပိုးသက်စီအမျိုးအစားအသစ်တွေကိုထုတ်လုပ်နေပေမဲ့အချိန်အများကြီးယူရသလိုစရိတ်လည်းအရန်ကြီးမားပါတယ်။အမှန်တကယ်မလိုအပ်တဲ့အခြေအနေတွေမှာပိုးသက်စီတွေကိုအသုံးပြုနေတာကတကယ်အန်တကယ်ကြီးမားတဲ့ယောဂပိုးမွှားဝင်ရောက်မှုတွေကြုံလာတဲ့အခါဆေးမတိုးတော့တဲ့အခြေအနေတွေဖြစ်နိုင်ခြင်းမြင့်မာသွားစေပါတယ်။ပိုးသက်စီအမျိုးအစားတော်များများကိုခံနိုင်ရရှိတဲ့ယောဂပိုးတွေပြန့်နှံ့လာလေလေ လက်တွေ့အသုံးဝင်တဲ့ပိုးသက်ဆေးအရေးအတွက်ရှားပါလီလီဖြစ်နိုင်တယ်လို့လည်းပညာရှင်တွေကသတိပေးထားပါတယ်။ WHO ကလည်း AMR ကိုမြန်မာခေကမ္ဘာပေါ်မှာအန္တရာယ်အကြီးဆုံးကျန်းမာရေးစိန်ခေါ်မှုတစ်ခုဖြစ်သတ်မှတ်ထားပေမဲ့လောလောဆယ်အဲ့ဒီအတွက်အပြည့်မရှိသေးဘူးလို့သိရပါတယ်ရှင်။